ိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရစေအားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရခြင်းတွေကိုပိုင်ဆိုင်နိုင်ကြပြီးပြည်ပြည်အများဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရစေခုဒီတင်ကကြတော့ YouTube ကအဖို့ပေါ့နော်ဖုန်းတောင်းဆိုထားတဲ့မိကွန်းအကြောင်းအရာ၃ခုပေါ့နော်အဲ့၃ခုထဲမှာမင်းများဆုံးရရှိတဲ့ No content or separation ပေါ့နော် ဒီကောင်းစလေးရမဲများဆုံးရရှိပါတယ်အဲ့တော့ဒါလေးကို collective reading လေးဖတ်ပေးတော့မှာဖြစ်ပါလိမ့်ရှင်အရင်ဆုံး reading ကိုကြည့်တဲ့ collective တရဲ့ energy ကိုစစ်ပေးပါမယ်ဒီ energy နဲ့ကန်ကြီးတော့မှာဒီ reading ကိုဆက်ပြီးတော့ကြည့်ပေးပါရှင် rosemary camera love okay အရင်ကကြည့်သူတွေကလေတစ်ဖက်သူနဲ့ကကိုစိတ်ထဲမှာရှယ်တစ်ဖက်သူပေါ့နော်ဒါဒီ မီတင်းကိုကြည့်တဲ့အခါမှာတွေ့လိုက်မိတဲ့ဒီသူနဲ့ကိုနဲ့ယောက်ျားမကအဆက်အသွယ်မရှိတာအဝေးကွာခွဲခွာတဲ့အနေအထားမျိုးမှာရှိနေတယ်။ဒါကလည်းခြေတစ်ခုထိကိုကြာနေပြီဆိုတာမျိုးလိုမြင်နေပေါ့နော်။အဲ့ဒီလိုနဲ့ပတ်သက်ပြီးတော့အတိတ်ကအကြောင်းအရာတွေအမှတ်တရတွေဒါတွေကိုပြန်ပြီးတော့တွေးနေမိတာမျိုးတွေတတိယနေမိတာမျိုးတွေရှိတယ်။ဒါမဲ့လေနာနာချင်းချင်းဆိုတဲ့ပုံစံမျိုးနဲ့ဟုတ်မနေပဲနဲ့ဘယ်လိုပြောမလဲပြောစရာလေးတွေ အဆင်ပြေတာလေးတွေကိုယ်အတွက်စိတ်ချမ်းသာစရာလေးတွေအဲ့လိုမျိုးလေးတွေပဲတွေ့ဖြစ်နေရဆိုတာမျိုးလိုမြင်နေနောက်တစ်ခုကကိုကလေဒီဒီလူနဲ့စုံစည်းပြီးဒီလူအဖြစ်ပြက်တွေဖြစ်ပြက်ပြီးတဲ့အခါမှာကိုယ့်ကိုပို့ပြီးတော့တမိုးထားတက်လာတယ်ချစ်တက်လာတယ်ဆိုတာမျိုးနောက်ကိုရဲ့စိတ်ရင်းခံစားချက်အမှန်ကိုလည်းလူတိုင်းကိုပုံတော့အဲ့လိုမျိုးအပြရတော့တာမျိုးမပြီးတော့တာမျိုးအဲ့လိုပုံစံမျိုးလိုမြင်နေ serious ဖြစ်တဲ့ လို့ခံစားရတယ်ပေါ့နော်အဲ့လိုလူမျိုးတကယ်ကိုအလေးနက်ထားတယ်ဆိုတော့ခံစားရတဲ့လူခံစားချက်မျိုးဖြစ်စီတဲ့သူမျိုးဒီလိုလူမျိုးတွေ့စီကိုပဲကိုယ့်ရဲ့စိတ်ရင်မှန်နေကိုယ့်မေတ္တာတရားတွေကိုကျင်းစာမှုတွေဒါတွေအကုန်လုံးပေးဖို့ပဲရည်ရွယ်ထားတယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့ဒီတစ်ဖက်သူနဲ့ပတ်သက်လို့ရှိလို့ရှင်လဲညှို့လင့်နေတယ်ဆိုတာတော့ရှိတယ်ဒါပေမဲ့ပူပူလောင်လောင်ညှို့လင့်နေတာမျိုးတော့မဟုတ်ဘူးကိုကိုကိုတံမိုးထားရင်ကိုယ့်ရဲ့ တမိုးကိုတည်ရင်ကိုကိုပို့ချင်ရင်ကိုကိုပို့ပြီးဆိုင်ရင်လည်းဒီလိုပုံစံမျိုးနဲ့ပဲဒီလိုအားကိုရဲ့လူမှန်ဆိုလို့ရှင်ကိုစီရောက်လာနိုင်မယ်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ပဲအာညောင်းနေနေဆိုတာမျိုးတတိယနေဆိုတာမျိုးလို့မြင်တယ်နောက်တစ်ခုဒီမှာတွေ့ရတဲ့ခံစားရတဲ့အရာဆိုရှင်ဒီလူကကိုအတွက်ကိုပြန်လာခဲ့တဲ့အခါကျတော့ရှင် ပေါ့နော်ဒီလူကကိုအတွက်ကိုတေချာရေရာလေးနဲ့တဲ့အဖြစ်အာ ရှင်းလင်းပြသတဲ့ပေါ့နော်အလိုမျိုးအခြေအနေတစ်ခုဒါမျိုးကိုပေးနိုင်မှာပဲကိုယ့်ဘဝတွေကိုအဝင်ခံမယ်ဆိုတာမျိုးလိုမြင်တယ်ကိုယ်နဲ့ပြန်ပြီးတော့လက်တွဲဖို့ဖွံ့ဖြိုးမယ်ဆိုတာမျိုးပြန်လက်ခံမယ်ဆိုတာမျိုးလိုမြင်တယ်ဒီလိုမျိုးလက်ချက်မျိုးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးကအရင်ကြီးဟိုပူလောင်တဲ့ဘက်ကိုသွားတဲ့မျိုးတော့မဟုတ်ဘူးဒီလူကပြန်လာခဲ့မယ်ဆိုလို့ရှိရင်တော့အဲပို့ပြီးတော့အရင်နဲ့မတူတဲ့ပေါ့နော်ပုံစံတစ်မျိုးပြောင်းပြီးတော့လေးနဲ့တဲ့နောက်ဘယ်လိုပြောမလဲဂတိကောအတေးပေးနိုင်တဲ့ ပေးထားတဲ့ဂတိတွေကိုလည်းတည်နိုင်တဲ့ပြောတဲ့အလုံးနဲ့ထပ်တူကြတဲ့အလိုလိုမျိုးပေါ့နော်။နောက်ကိုကိုဦးစားပေးပြီးတော့ရွေးချယ်နိုင်တဲ့သူမျိုးဖြစ်ဖြစ်လာမယ်လို့မျှော်လင့်ချက်လေးပေါ့နော်။အဲ့လိုပုံစံမျိုးမျှော်လင့်ချက်မျိုးလည်းရှိသလိုအဲဒီလိုလူမျိုးဖြစ်မှာပဲကိုဘက်ကလည်းလက်ခံမယ်ဆိုတာမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့တတိယနေတာတွေးနေမိတာအာစိတ်ကူးရင်နေမိရလည်းဖြစ်နိုင်နေပေါ့နော်။ဒါမျိုးလို့မြင်နေ။ဒါပေမဲ့ဒီမှာပို့ပြီးတော့အာပို့ပြီးတော့ ခံစားရတာပေါ့နော်ပို့ပြီးတော့ခံစားရတာကတော့ကိုတံမိုးကိုနားလဲပြီးတော့ကိုပို့တံမိုးထားတတ်တယ်ဆိုတာမျိုးလိုမြင်နေဒါပေမဲ့ဒီလူနဲ့အရင်ကတွေ့ခဲ့စဉ်ကတော့ကိုကပြောရင်ကိုတံမိုးကိုတီးရကောင်းမှန်းနာတံမိုးထားရကောင်းမှန်းကို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 ပို့ချေရကောင်းမှန်းဒါတွေမသိခဲ့ဘူးပေါ့နော်ဘောင်ဒရီထားဖို့ဆိုတာဘာမှမသိဘူးပြောရလို့ရှင်အရင်ကကြုံခဲ့ရတဲ့အဲတခြားလုံးပေါ့နော်ကြုံခဲ့ရတဲ့ relationship တွေရောဒီဖျက်ဆီးခဲ့ရတဲ့ပတ်ဝန်းကျင်ဒါတွေနဲ့ပတ်သက်လို့ဟိုကိုယ့်ရဲ့တကယ့် စရင်အမှန်နောက်ကိုတကယ်ပြုမှုနေထိုင်ရမယ်အခြေအနေပုံစံဒါမျိုးတွေဆိုတာမျိုးကိုမသိခဲ့ပဲနဲ့ပေါ့နော်ဟိုကိုလို့ထင်ခဲ့တဲ့တကယ်တကယ်ကိုကကိုမဟုတ်ခဲ့တာမျိုးလို့ပုံစံမျိုးပေါ့နော်ပြောရရင်တော့တခုခုကိုကြောက်ရွံ့တဲ့စိတ်ကြောင့်တခုခုကိုအာဖုံးကွယ်ခြင်းနဲ့စိတ်လို့ပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့အာอืมတခုခုကိုစ조사ပြုပြင်ယူထားတာမျိုးလို့ ကိုမစစ်မှန်တဲ့ကိုပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့နောက်နောက်တစ်မျိုးပြောလို့ရှိရင်နောက်တစ်ခုခံစားမိရဆိုရှင်ကုကုကိုအဲ့လိုလိုအပ်ချက်တွေရှိတယ်ဆိုတော့ခံစားချက်မျိုးအားငယ်တယ်ဆိုတော့ခံစားချက်မျိုးပေါ့နော်တစ်ခုခုပေါ့နော်ခြုံရင်းတယ်ဆိုတော့ခံစားချက်မျိုးတွေနဲ့ဒီတစ်ဖက်သားပုံမှာအဲ့လိုမျိုးပုံစံမျိုးနဲ့ပဲတုတ်ပြန်နေတာမျိုးလို့မြင်နေပေါ့နော်ကိုကအမြဲတမ်းဒီတကယ်လို့နှစ်ယောက်ရှင်ရွေးရမယ်ဆိုလို့ရှင်တော့မဟုတ်ဘူးကို့မှာခြုံရင်းချက်တွေအများကြီးရှိလို့ကိုက ရွေးချယ်ခံရမှာမဟုတ်ဘူးဒါကြောင့်ငှို့လို့ပဲဆိုတော့အဲ့ဒီကိုယုံကြည်ချက်ကြီးကကိုမအိုကတီးဆိုပြီးတော့ရှိနေဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကအရင်ကအဲကိုကိုပုံစံပေါ့နော်ဒါပေမဲ့လက်ရှိကိုပုံစံကဒီလိုပုံစံမျိုးပဲနဲ့ကိုကိုပို့ပြီးတော့လက်ခံတက်လာတယ်ဆိုတာမျိုးလိုမြင်တယ်ကိုရဲ့ကောင်းခြင်းတွေဆိုးခြင်းတွေအကုန်လုံးကိုလက်ခံတက်လာပြီးတော့အဲကိုအတွက်အဆင်ပြေစေတဲ့အရာရှစ်ရှစ်ဆက်ဖို့အတွက်ကိုလည်းအာ energy တွေပေါ့နော်အဲ့လိုမျိုးအဆင်ပြေစေတဲ့အရာလို့ပြောရမှာပေါ့နော် energy drain စေတဲ့အရာကိုရဲ့အဲ energy ကိုညှဉ်းနှွမ်းစေမယ့်အရာလို့ပြောရမှာပေါ့နော်။ဒါတွေအကုန်လုံးကိုလွှတ်ခြားတတ်လာပြီးဖယ်ရှားတတ်လာပြီးဆိုတာမျိုးရယ်။ကိုယ်တက်ပိုးစင်ပြေစေတဲ့အရာတွေကိုလည်းပိုကောင်းအောင်လို့ထိန်းသိမ်းတတ်လာပြီးဆိုတာမျိုးရယ်။နောက်ခန်းစားချက်ပိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းပို့ပြီးတော့ balance ဖြစ်အောင်လို့ပေါ့နော်။ထိန်းနိုင်လာပြီဆိုတာမျိုးလို့မြင်နေပေါ့နော် control လုပ်နိုင်လာနိုင်လုပ်နိုင်လာပြီဆိုတာမျိုးလို့မြင်နေပေါ့နော်အရင်ကြီးဟို ဖိနှိပ်ထိန်းချုပ်လွန်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဘလိုမျိုးဘလိုအခြေအနေဆိုလို့ရှိရင်တော့ဘလိုပုံစံမျိုးနဲ့သွားရမယ်ဆိုတာမျိုးကိုအဲတိလာပြီဆိုတဲ့ပုံစံမျိုးပေါ့နော်တချို့ကြတော့ဒီဒီအဆင့်ကိုအခုမှစပြီးတော့ကူပြောင်းမိသွားတယ်ဆိုတာမျိုးလို့မြင်တယ်တချို့ကြတော့လည်းဒီအဆင့်မှာဒီအဆင့်ကိုရောက်တာတော်တော်လေးကြာနေပြီဆိုတာမျိုးပေါ့နော်ဘလိုမျိုးလို့ဒီလိုအခြေအနေမျိုးနဲ့ရောက်နေတာတော်တော်ကြာပြီဆိုတာမျိုးလို့မြင်တယ်ပေါ့နော်ဒါကကိုယ့်ရဲ့လက်ရှိ energy နောက်တစ်ဖက်သူပေါ်မှာထားတဲ့ energy ပေါ့နော် LD Energy နဲ့ကိုက်ညီလို့ရှိရင်ဒီ reading ကိုဆက်ကြည့်လို့ရပါပြီ။နောက်တစ်ခုဒီမှာခံစားမိတာကဒီအခုကိုတည်နေတဲ့တစ်ဖက်သူပေါ့နော်။တစ်ဖက်သူနဲ့ပတ်သက်လို့ရှိရင်လည်းခုနပြောသလိုညွန်လေးချက်တွေအများကြီးထားမနေတော့ဘဲနဲ့တကယ်လို့သူကကိုယ်နဲ့မစုံစည်းဖြစ်ခဲ့ဘူးကိုယ်စီပြန်မလာဘူး။ကိုယ်နဲ့ရှေ့ဆက်ပြီးတော့မတော်အားဖြစ်ဘူးလက်မတွက်ဖြစ်ဘူးဆိုလို့ရှိရင်တောင်းပါပဲ။သူ့ဘဝကအဆင်ပြေနေတယ်ပျော်ရွှင်နေတယ်ဆိုလို့ရှိရင်ရရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အလိုမျိုးစိတ်မျိုးအလိုတန်ရောစိတ်မျိုးအလိုမြတ်တာမျိုးနဲ့ အဲဒီလူပေါ်မှာကောင်းကျိုးလိုလာတဲ့စိတ်မျိုးတွေလည်းရှိနေဆိုတာမျိုးပေါ့နော်ဒီမှာ unconditional love လေးပါတာဆိုတော့ကိုကိုကိုရောတစ်ဖက်သူပေါ်မှာရောအဲ့လိုပုံစံမျိုးနဲ့ထားတတ်နေပြီဆိုတာမျိုးလိုမြင်နေပေါ့နော်ဒီ reading ကိုစာပတ်တဲ့ချိန်ကစပြီးတော့ပေါ့နော်ပူလောင်နဲ့ခံစားချက်မျိုးထက်စားလို့ရှိရင်လို့အေဂျင့်နဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေပို့ပြီးတော့ခံစားရတယ်ပေါ့နော်တော်တော်လေးတော့အဆင်ပြေတဲ့တော်တော်ကောင်းတဲ့ energy လို့ပြောရမှာပေါ့ဒါဆိုလို့ရှိရင်တစ်ဖက်သူကရော ကိုယ်နဲ့ပတ်သက်ပြီးတော့ခုချိန်မှာဘယ်လိုခံစားချက်မျိုးဖြစ်နေလဲပေါ့နော် the flying tree ho အဒီ reading ကလေ January reading လည်းဖြစ်တယ် collective reading လည်းဖြစ်တယ်ဆိုပေမဲ့ဒီ energy ကြီးကကြည်နေတဲ့သူတိုင်းခုနကတော့ပြောခဲ့တဲ့ energy နဲ့ကပ်ညီနေဆိုတဲ့သူတိုင်းနဲ့ဒီဒီတစ်ဖက်သူနဲ့တစ်ဖက်သူရဲ့ energy နဲ့ကသွားပြီးတော့ကပ်ညီမှာမဟုတ်တော့ဘူးပေါ့နော်။ဘာလို့ဆိုတော့တစ်ဖက်သူရဲ့ energy ကတော်တော်လေးကိုကိုနဲ့ တိမ်မတိမ်မရင်ဆိုတဲ့ပုံစံမျိုးမှာရှိနေတာမျိုးလို့မြင်တယ်။ photograph သူလည်းပဲကိုယ်နဲ့ပတ်သက်ပြီးတတိယနေတာကိုเจ้าနေပြန်တွေ့နေတာမျိုးကိုယ့်ရဲ့တပုံနေပြန်ကြည့်ပြီးတော့တတိယနေတာမျိုးကိုယ့်ရဲ့တပုံလာလာကြည့်နေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ကိုရဲ့ story တွေဒါမှမဟုတ်လေကိုရဲ့ profile picture တွေဒါမျိုးတွေကို fake account တွေဖြစ်ဖြစ်ပေါ့လာပြီးတော့အဲလာချောင်းကြည့်နေတာမျိုးလည်းဖြစ်နိုင်တယ်လို့ကိုဓာတ်ပုံလေး save ထားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတွေကိုကြည့်ပြီးတော့တတိယနေရေဆိုတာမျိုးလို့မြင်တယ် ပြောရရင်ကိုယ်နဲ့တော့ဒီ energy ရထပ်တူကြတဲ့အမျိုးပေါ့နော်အဲ့တော့ပြောချင်တာကခုနကပြောသလိုပဲပေါ့နော်ဒီဒီ energy ကြတော့တော်တော်လေးကိုဟိုတိကျသွားပြီပေါ့နော်လူတိုင်းအတွက်ကိုမဖြစ်နိုင်လောက်ဘူးတကယ်လို့ကိုယ့်ရဲ့တစ်ဖက်သူကမှဒီလိုပုံစံမျိုးဒီလိုစိတ်ထားမျိုးရှိနေတဲ့သူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်အာဒီ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 ပြောနေတာတွေကအလှီကြောင်းတာတွေကကိုယ်နဲ့တစ်ဖက်သူနဲ့ကိုက်ညီမှာမဟုတ်ဘူးပေါ့နော်ကိုယ်တွေ reading ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ဒီအစ energy ကတော့ဒါကတော့ တူတဲ့သူတွေများခြင်းများလိုက်မိပေါ့နော်ဒါပေမဲ့ဒီဘက် energy ကတော့တစ်ဖက်သူပေါ်မှာမူတည်သွားပြီပေါ့နော်တစ်ဖက်သူကဒီလိုလူမျိုးဟုတ်ဟုတ်ဖို့ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်မြင်တဲ့အနေအထားတစ်ခုမှရှိဖို့လိုအပ်တယ်ပေါ့နော်ဒါကအာဒီသူ့ရဲ့ကိုပိုင်ခံယူချက်ကိုပိုင်အသိဉာဏ်ပညာဒါအတတ်ပညာပြောတာမဟုတ်ဘူးနော်ကိုပိုင်အသိဉာဏ်ပညာတွေခေါ်သုံးသပ်နိုင်စွမ်းနောက်ခံယူချက်ဒါတွေအကုန်လုံးယုံကြည်ချက်ပေါ့နော်ဒါတွေပေါ်မှာမူတည်တယ်ပေါ့နော် တော့ဒီမှာမြင်ရတာဆိုရင်သူလည်းအဆင်ပြေနေတယ်ဆိုတာမျိုးလို့မမြင်ဘူးဒီနှစ်ယောက်ဝေးကွာခွဲခွာနေရတဲ့အပေါ်မှာတော်တော်လေးတော့အဲစိတ်ပြန်နေတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကသူ့ရဲ့ဒီ personal life မှာလည်းအဆင်ပြေနေတာမဟုတ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလို energy မျိုးကိုမြင်မိတယ်နော်ကိုနဲ့အခုလိုမျိုးပေါ့နော်ဝေးကွာခွဲခွာရတာကိုနဲ့ဒီလိုပုံဒီလိုဖြစ်ပြခဲ့တာတွေအတွက်သူ့အနေနဲ့လည်းပြောရရင်တော့ ဆုံးရှုံးမှုတစ်ခုလို့ပေါ့နော်အဲ့လိုမျိုးခံစားနေရတယ်ဆိုတာမျိုးလို့မြင်နေဒီတိုင်းပေါ့ပပြက်ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲတွေ့တယ်ဟောပွဲွားကြတယ်ပြီးွားပြီးနောက်တစ်ယောက်ထားလိုက်တယ်ဆိုတဲ့အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့တကယ်လို့သူ့မှာနောက်တစ်ယောက်ရှိနေတယ်ဆိုရင်တော့မှာပဲအဲကိုနေရာမှာအစားထိုးလို့မရဘူးဆိုတာမျိုးကိုသူ့နားမှာမရှိတာသူ့ရဲ့ energy ဇဝန်ထဲမှာကိုမရှိတာကသူ့တော်တော်လေးကိုဆုံးရှုံးမှုတစ်ခုပေါ့နော်ဘာနဲ့မှအစားထိုးလို့မရတဲ့အဲ ဆုံးရှုံးမှုတစ်ခုပုံစံမျိုးနဲ့ခံစားနေတာမျိုးလိုမြင်တယ်။လက်ရှိအနေအထားမှာဆိုလို့ရှင်သူလည်းပဲသူ့ရဲ့ဒီစိတ်တရားတွေအတိတ်ကနေစဉ်ဘဝကအာဒီရခဲ့တယ်ပေါ့နော်တစ်ချောင်းလုံးမှာဘဝတစ်ချောင်းလုံးမှာရခဲ့တဲ့ပဝင်းချင်းရဖြစ်ဖြစ်မိသားစုရဖြစ်ဖြစ်အဲ့လိုမျိုးရခဲ့တဲ့တရားတွေကိုကုစားနေရဆိုတာမျိုးကုစားဖို့အတွက်ကိုလည်းညာလင်းပွင့်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီပုံစံမျိုး butterfly နဲ့ဆိုလုံးဝပုံစံတစ်မျိုးပြောင်းပြီးတော့ပေါ့နော်သွားဖို့အတွက်ကို အစချိန်နေပြီဆိုတာမျိုးလိုမြင်နေပေါ့နော်တချို့ဆိုလို့ရှိရင်ကျွန်တော်လေးခရီးရောက်နေလောက်ပြီးတချို့ဆိုလို့ရှိရင်လည်းအခုမှစပြီးတော့ဒီအတိအတိရလာပြီဆိုတာမျိုးလိုမြင်နေပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူ့ကိုယ်သူပြန်ပြီးတော့ဘယ်လိုကိုစားရမလဲဆိုတာကိုနားလည်လာပြီးတော့အရင်နဲ့မတူတဲ့ပုံစံတစ်မျိုးပြောင်းနေရဆိုတာမျိုးဒါလည်းအကောင့်ဘက်ကဆိုတာမျိုးလိုမြင်နေနောက်အရင်လိုပေါ့ပပြက်ပုံစံမျိုးမလေးနေတာမျိုးမဟုတ်တော့ဘူးနဲ့တကယ်ကိုအဲလေးနေတဲ့ပေါ့နော် serious ဖြစ်တဲ့အာ stable ဖြစ်တဲ့အနေအထားတစ်ခုမှာ အခြေအနေတစ်ခုဒါစိတ်အခြေအနေပေါ့နော်ခံစားချက်အခြေအနေစိတ်အခြေအနေဒီလိုပုံစံမျိုးမှာရှိနေဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့တော့ကိုယ်နဲ့လည်းပြောရရင်တော့ဒီနှစ်ယောက်ကြားအခြေအနေတွေအကုန်လုံးကိုပြောင်းလဲပြီးတော့ပေါ့နော်ပြန်ပြီးတော့အစ်စ်ပြန်ပြီးတော့စကြင်နေဆိုတာမျိုးနှစ်ယောက်ရဲ့ဒီပြပြခဲ့တဲ့ဒီအခြေအနေတွေအကုန်လုံးကိုအာပြုပြင်လို့ရရင်ပြုပြင်မယ်ပြောင်းလဲလို့ရရင်ပြောင်းလဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့အကောင့်နာတွေယူပြီးတော့ဖြစ်ဖြစ်ပေါ့အဲ့လိုပုံစံမျိုးနဲ့အဲ့နောက် စမပြေတာဆိုလို့ရှင်လည်းထားခဲ့ပြီးတော့ရှေ့ဆက်ချင်တယ်ဆိုတဲ့စိတ်မျိုးတွေရှိတယ်။ရေရှည်ကိုလည်းသွားကျင်တယ်ဆိုတဲ့ပုံစံမျိုး။နောက်တကယ်ကိုအဲလေးနက်တီကြီးတဲ့တောင်းဆိုမှုမျိုးတွေဂရိကဘုတ်တွေနဲ့ကိုစီကိုချင်ကလာဖို့ကိုရွေးချယ်ဖို့ကိုနဲ့လက်တွဲတာဖို့အဲ့လိုရွေးချယ်မျိုးတွေရှိနေဆိုတာမျိုးအရင်ကသူမပေးခဲ့တဲ့ဒီအေးစီလက်တွဲသွားခြင်းနဲ့အဲခံစားချက်မျိုးတွေနောက် ကိုကိုလေးထားတယ်ဆိုတော့ခန်းစားချက်မျိုးတွေอืมကိုတယောက်တည်းပဲရွေးချယ်တယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုး ကိုတယောက်တည်းဒါသူ့အတွက်ဦးစားပေးဆိုတော့အဲ့လိုခန်းစားချက်မျိုးတွေပေါ့နော်ဒါမျိုးတွေကိုอืมပေးပြီးတော့ပေါ့နော်ဒီလိုအခြေအနေမျိုးတွေဖန်တီးပေးပြီးတော့ကြားအောင်စူးစမ်းပြီးတော့ဆက်ဆက်ချင်တယ်ဆိုတဲ့ပုံစံမျိုးလို့မြင်မိတယ်ပေါ့နော်အဲတခါတကြလို့ရှင်တော့သူဟိုပုံစံမျိုးတွေနဲ့ စိတ်ကူးရင်နေမိတာမျိုးတွေးနေမိရဆိုတာမျိုးပေါ့နော်ပုံဖော်နေမိရဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတောင်ရှိရဆိုတာမျိုးလိုမြင်နေပေါ့နော်အဲ့တော့ဒီမှာမြင်ရတဲ့အရာဆိုရင်သူနဲ့ကိုယ်နဲ့နှစ်ယောက်က mirror လိုပုံစံမျိုးတောင်ဖြစ်နေရဆိုတာမျိုးလိုမြင်နေပေါ့နော် counterpart or soulmate လိုပုံစံမျိုးတွေဖြစ်ပါလိမ့်မယ်နှစ်ယောက်နဲ့နှစ်ယောက်ကတော်တော်လေးကို energy ကထပ်တူနေပါ့ကိုကြားတယ်ပေါ့နော်ကိုလောက်တော့မဟုတ်ပေမဲ့သူလည်းပဲတော်တော်လေးတော့ကြောင်းလဲလာရဆိုတာမျိုးလိုမြင်နေပေါ့နော် တော့ဆိုရင်တစ်ဖက်သူကဟိုဒီကောင်ကမမေ့ရသေးဘူးဝါ time နဲ့တစ်ဖက်သူကဒီ connection နဲ့ပတ်သက်ပြီးတော့ blue action မျိုးယူလာဖို့ရှိနေတော့ကိုရောဘာတွေပြောနေနေလဲ forgiveness တဲ့အဲ့တော့ကိုယ့်ရဲ့ခွင့်လွှတ်မှုကိုလိုချင်နေတယ်။နှစ်ယောက်ကြားမှာပြန်လည်ပေါ်တော့ခွင့်လွှတ်ပေးပြီးတော့ရှေ့ဆက်သွားခြင်းနဲ့စိတ်မျိုးတွေရှိနေတယ်။ဒါမဲ့လည်းပဲအဲလောလောဆယ်အခြေအနေမှာတော့ဒီအတိတ်ကအရာတွေအကုန်လုံးကိုအဆုံးဟိုလုံးဝမေ့ပြစ်ခဲ့ပြီးတော့ပေါ့နော်။ပြီးခဲ့တဲ့အရာတွေဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးကိုထားခဲ့ဖို့ပြောရင်ကိုယ့်နဲ့ဒီနှစ်ယောက် connection ပေါ့နော်။ဒီရှိခဲ့တဲ့ မတရားတွေဒါတွေအကုန်လုံးကိုမေ့ပြဖို့အတွက်ကိုသူတော်တော်လေးကြိုးစားရုန်းကန်နေရတယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့ကိုမေ့ဖို့အတွက်ကိုမဖြစ်နိုင်သေးဘူးဆိုတာမျိုးပေါ့နော် move on လုပ်ဖို့အတွက်မေ့ဖို့အတွက်ကိုမဖြစ်နိုင်သေးဘူးဆိုတာမျိုးရဲ့နောက်တစ်ခုကကြာဒီမှာနောက်တစ်ခုခန်းစားမိတာကသူ့ကိုသူပြန်ခွင့်မလွန်နိုင်တာမျိုးလို့ခန်းစားမိတယ်ပေါ့နော် ကိုပမာပြုမှုခဲ့တာတွေအဲဒီလိုဆုံးမချက်တွေချခဲ့တာဒီလိုမျိုးတွေပြောခဲ့တာဒါတွေလို့အချင်းချင်းဖန်တီးခဲ့တာတွေဒါမျိုးတွေအတွက်ကိုသူ့ကိုသူခွင့်မလွန်နိုင်ဘူးဆိုတာမျိုးလို့မြင်တယ် နော်ကိုကလည်းသူ့ကိုခွန့်လို့ဖို့อืมအခြေအနေမရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေသူခံစားနေရတယ်အဲ့လိုပုံစံမျိုးနဲ့ပဲသူတော်တော်လေးကိုစူးစမ်းရုံးကန်နေရတယ်ဆိုတဲ့ပုံစံမျိုးအမေ့ပစ်ဖို့ပေါ့နော်အဲ့လိုမျိုးစူးစမ်းရုံးကန်နေရတယ်ဆိုတာမျိုးလို့မြင်တယ် absence တော့အဲ့တော့ ကိုရဲ့ဒီနေရာပေါ့နော်ကိုနေရာကိုရဲ့တံမိုးကိုနားလဲလာတယ်ဆိုတာမျိုးလို့မြင်တယ်ပြသူမှာလက်ဟာနေရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ခန်းစားနေရတယ်ဆိုတာမျိုးလို့မြင်တယ်။အင်းအဲ့ဒီနေရအဲ့ဒီကွက်လက်ကိုဖြေဖို့အတွက်ကိုလည်းသူစူးစမ်းမယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်။ပေါ့ဆိုတော့ကိုမရှိရဲ့သူရေဘဝကတခုခုဆုံးရှုံးနေတယ်တခုခုပျောက်ဆုံးနေတယ်ဆိုတဲ့ခန်းစားချက်မျိုးကြီးဖြစ်နေပေါ့နော်။ I feel like a part of me is missing without you. I'm struggling to get over the past. And Kugaro, regret. Forgiveness, the yeah, regret here. Now, not really, yeah. Yanni, Bono. Not really, Yanni, not quite at all. D. Bama, now, not Yazia, Machi, Aulabono. Join. Take them a Kaza, Yadi, dying. ြောကျင်တဲ့အတိုင်းဒီလိုအခြေအနေမျိုးတွေဖြစ်လာအောင်ကိုယ်ကိုလည်းအဲ့လိုမျိုးတွေပေါ့နော်ပြောလာနိုင်အောင်လို့ဟိုရှင်းတိုးလာနိုင်အောင်လို့ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လို့သူ့ဘက်ကနေစူးစမ်းကျင်တဲ့စိတ်တွေဖြစ်နေဆိုတာမျိုးလိုမြင်နေပေါ့နော်ဘာလို့ဆိုတော့ဒီအချိန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအချိန်တခုပေါ့နော်ဒီအချိန်ရအဲ့ဒီအချိန်တခုမှာသူ့အနေနဲ့အဲမစူးစမ်းဘူးဆိုလို့ရှိရင်တခြားသူက သူ့နေရာမှာဝင်သွားမှာမျိုးသူသာရှေ့ဆက်မတူဆိုလို့ရှိရင်တခြားသူကကိုကိုပိုင်ဆိုင်သွားမှာမျိုးပေါ့နော်တစ်လုံးအလိုလစ်ဟာနေတဲ့ခံစားချက်မျိုးနဲ့ရှေ့ဆက်တော်ရမှာမျိုးတွေမလို့ခြင်းဘူးအဲ့လိုဆိုလို့ရှိရင်သူကိုယ်သူပို့ပြီးတော့ခွင့်မလွတ်နိုင်ဆိုတဲ့ပုံစံမျိုးပေါ့နော်တော့နောင်နာမရှိရအောင်လို့အရင်ကရှိအရင်ကလုပ်ခဲ့တဲ့အရာတွေကိုလည်းနောင်နာရရင်နဲ့တကယ်စားယူရင်နဲ့အရှိရှိအတွက်ကိုလည်းနောင်နာမရှိရတဲ့ရွေးချယ်မှုမျိုးပြုလုပ်ခြင်းနဲ့ဆိုတာမျိုးလို့မြင်နေပေါ့နော်အဲ့တော့အရင်နဲ့မတူတဲ့ရွေးချယ်မှုမျိုးတွေ အဲလောက်လာမယ်ဆိုတာမျိုးအဲ့လိုအရှင်မျိုးတွေယူလာမယ်ဆိုတာမျိုးလို့မြင်နေပေါ့နော် chaser hmm. i don't want to chase anymore အဲ့တော့ဒီမှာခံစားရတဲ့အရာဆိုလို့ရှိရင်တော့လေ ူအနေနဲ့ပေါ့နော်နောက်နောက်ရခဲ့တာကကိုကိုအဲကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဇိုင်းမမတ်နဲ့မသွားခဲ့တာမျိုးပြလိုမျိုးသူ့ဘက်ကနေပေါ့နော်ကပြက်ကချော်တွေလောက်ခဲ့တာဟိုအကုန်လုံးပျက်စီးအောင်လောက်ခဲ့တာနေပေါ့နော်ဒါတွေတော့ကိုနောက်နောက်ရပြီးတော့အခုအချိန်မှာတော့ဒီလိုပုံစံမျိုးမဟုတ်တဲ့ပေါ့နော် chase လုပ်ချင်နေဆိုတဲ့ပုံစံမျိုးလိုမြင်နေပေါ့နော်ကိုဦးစားပေးပြီးတော့ကို ်တက်နိုင်ဆုံးကိုယ့်ရဲ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့အတွက်နောက်ကိုယ့်စိတ်ကိုအဲသူ့ဘဝမှာအမြင်ရှင်းလာအောင်သူ့ဘဝမှာယုံကြည်မှုတွေရှိလာအောင်လို့စူးစမ်းခြင်းနဲ့စိတ်တွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်နောက်တစ်ခုကသူ့ကိုလည်းအာယုံဆက်ပါဆိုတဲ့ပုံစံမျိုးပြောချင်နေပေါ့နော်နောက်ဒီ energy ကလေဒီ reading ကိုကျေးဇူးတဲ့ energy ဖြစ်ဖို့ပုံများတယ်ပေါ့နော်ကိုကလေသူနဲ့ပတ်သက်ပြီးတော့ခုနကပြောသလိုပေါ့နော်ပူလာမှုတွေနဲ့အဲ့လိုမျိုးတွေမျက်လင်းချက်တွေထားပြီးတော့သွားပြီးတော့ဟို ဘယ်ချိန်အဲလိုင်းမော်တာလဲဘယ်ချိန်ကိုဖုံးစံမှာလဲဘယ်ချိန်ဇာပုံမှာလဲပေါ့နော်လူပုံစံမျိုးတွေ ਨੇ တွားပြီးတော့အလို chase လုပ်နေမိတာပဲ energy ဘိုင်းရာပေါ့နော်အလိုမျိုးတွေတွားပြီးတော့ ion site နေတာမျိုးမဟုတ်တော့ဘဲ ਨੇ ဒီတိုင်းလေးပဲကိုကိုကိုပဲ ion ပြောင်း site ကိုကိုကိုပဲ focus ပြန်ထားပြီးတော့ပေါ့နော်နေရဆိုတော့ဒီ energy ကြီးကတိုးသွားပြီးတော့ ठी ठी ရောက်တယ်ဆိုတဲ့ပုံစံမျိုးလိုမြင်နေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အဲ့သူကိုနည်းနည်းလောက်ဖြည်းဖြည်းကြီး site ပါအောင်ဆိုတော့ ဲ့လိုပုံစံမျိုးပြောနေတယ်ဆိုတာမျိုးလည်းခံစားမိတယ်ပေါ့နော် time တခုနဲ့ကြာလိုက်ပေါ့နော် i'm afraid it's too late to take action အဲ့တော့နောက်ကြတော့မှလည်းဆိုရယ်ပေါ့နော်အချိန်တခုယူပြီးတော့စောင့်စားရမယ်ဆိုတာမျိုးလို့မြင်တယ်။ဒါပေမဲ့အဲ့အချိန်တခုယူပြီးတော့စောင့်စားတဲ့အခါမှာလည်းပဲအာအချိန်မှန်ဆိုတာကြီးကိုစောင့်နေလို့ရှိရင်သူ့အနေနဲ့နောက်ကျသွားမှာကိုလည်းကြောက်နေတယ်။ဒါပေမဲ့လည်းအချိန်ယူဖို့လည်းလိုအပ်နေသေးတယ်လို့မျိုးပေါ့နော်။ စိတ်ထဲမှာလို့နှခွားဖြစ်နေရဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒီမှာခန်းစားရရဆိုလို့ရှိရင်တော့အချိန်တစ်ခုယူမယ်အချိန်တစ်ခုယူပြီးလို့ရှိရင်တော့ကိုယ်စီကိုပြန်လာလိုက်မယ်အဲ့လိုမျိုးလို့သူပြောခြင်းနေဒါပေမဲ့လည်းအဲသူ့အနေနဲ့နောက်ကျသွားမှာကိုယ်မှာတခြားလူရှိသွားမှာဒါမျိုးတွေလည်းစိုးရိမ်နေဒါမှမဟုတ်လည်းသူ့မှာတခြားသူရှိပြီးတော့တခြားသူရှိလာပြီးတော့ပေါ့နော်အဲ့လိုမျိုးကိုယ်နဲ့တစ်စလုံးဝေးသွားမှာဒါမျိုးတွေလည်းအဲကြောက်နေမိရဆိုတာမျိုးလိုမြင်နေပေါ့နော် shadow side. You made me realize my flaws. Hmm. တော့ကိုနေကြမှာသူ့အနေနဲ့ပေါ့နော်ပြောရင်ဒီလိုမျိုးတွေလုပ်နေရတာလုပ်ခဲ့ရတာဘာကြောင့်လဲဆိုတာကို သူ့ရဲ့အားနေချက်တွေကိုသူ့ရဲ့အတွင်းစိတ်ကိုသူ့ပို့ပြီးတော့သိလာရတယ်ဆိုတာမျိုးလို့မြင်တယ်။ဒါကြောင့်မို့လို့ဒီအရာတွေကိုသူသူကိုယ်တိုင်လက်ခံအောင်လက်ခံတက်အောင်စူးစမ်းပြီးတော့ဒါလေးကို အကောင်းဆုံးအနေနဲ့ပြုပြင်ပြီးတော့ရှေ့ဆက်သွားခြင်းနဲ့ဆိုတာမျိုးပေါ့နော်။အင်းဒီမှာဒီမှာတွေ့ရတဲ့အရဆိုရင်ဒီဒီ card out မှာဆိုတော့ဒီလိုပုံစံမျိုးနေနဲ့ကိုယ်ပေါ်မှာပြုမှုခဲ့တယ်ပေါ့နော်။ဒီတော့ကြောင့်မို့လို့လဲနောက်နှရနေရဆိုတဲ့ပုံစံမျိုးအမ်မပြုလိုမျိုးတွေမလုပ်ခင်ကောင်းတာဆိုတဲ့အတွေးမျိုးတွေရှိနေဆိုတာမျိုးနောက်ဒီတစ်ခေါက်မရပြန်ပြီးတော့အစီပြေခဲ့မယ်စုံစည်းခဲ့မယ်ဆိုလို့ရှိရင် ဒီလိုမျိုးတုတ်ပြန်မှုတွေမရှိတဲ့လူသစ်စိတ်သစ်ပေါ့နော်ပုံစံအစ်တမျိုးနဲ့ပြောင်းပြီးတော့အဲရှေ့ဆက်ခြင်းနဲ့ဆိုတဲ့အမျိုးပေါ့နော်အဲ့လိုဖြစ်အောင်လည်းသူစူးစမ်းနေရေဆိုတာမျိုးလို့မြင်နေပေါ့နော်ဒါကခုနားရတဲ့ဒီမှာတော့ energy ရတာပြီတာပေါ့နော်အဒီနေ reading ကတော့ဒီလောက်ပါပဲ အလုံးပဲအစုံကြီးပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe လုပ်ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများရတပါတယ်ရှင်မိတ်ဆွေများအလုံးပဲပြေပြံများဝေးကွာပြီးကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေကောင်းသောလူရင်းစံနာမှန်သမျှလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းတူတူစီစီလုံးလုံးတကြမ်းမမာနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်